SCA တနိုင်ကလုံးပြစ်ခတ်တိုက်ခတ်မှုရစရေးသဘောတူစာချုပ်ဆယ်နှစ်ပြည့်ဟာတမိုင်းတင်မဲ့နေဖြစ်တယ်လို့ယုံကြည်ကြောင်းမြန်မာနိုင်ငံဆိုင်ရာအိန္ဒိယဒံမတ်မဟာယင်းမစ္စတာရွှေဟာဘေးတာကူကနေပြည်တော်မှာအတော်ပါလ15ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့ SCA ဆယ်နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားမှာပြောကြားခဲ့ပါတယ်အစီအစဉ်နေပြည်နှစ်ပတ်လည်ကျင်းပတဲ့အချိန်အခါဟာမြန်မာနိုင်ငံအတွက်အရေးပါတဲ့နေပြည်ပြည်မြန်မာနိုင်ငံရဲ့နိုင်ငံရေးအကူအပြောင်းကာလအတွက်အခုအချိန်ဟာအင်မတန်အရေးကြီးရလို့အိန္ဒိယတံမက်ကပြောကြားခဲ့ပါတယ် အခုကျင်းပပြုလုပ်တဲ့ NCA စနေပြည့်နှစ်ပတ်လည်အခမ်းအနားဟာတမိုင်းတင်ပဲနေဖြစ်တယ်လို့ယုံကြည်ကအစီအာငိမ့်ချန်းစွာပြည်ဝအကောင့်တဲ့ပေါ်မီဆိုပါကနိုင်ငံအသွေးရှိပါတီအဖွဲ့အစည်းများအပေါ်မှာမူတည်ပြီးမိမိအနေဖြင့်မြန်မာနိုင်ငံရဲ့ငိမ့်ချန်းရေးဖြစ်စဉ်ကိုစောင့်ကြည့်အကူအညီပေးသွားမှာဖြစ်ကအလောက်ယုံဆွေးနွေးပွဲများသည့်မြန်မာနိုင်ငံရဲ့နိုင်ငံရေးအကူအပြောင်းအတွက်အဖြစ်ရှာခြင်းဖြစ်တယ်လို့အိန္ဒိယတန်ဘက်ကပြောကြားခဲ့ပါတယ် အလားတူဝါပြည်သွေးစည်းညီညွတ်ရေးပါတီ GWSP ရဲ့ဆက်ဆက်ရေးတာဝန်ခံဦးညီရန်ကလည်း SCA စနစ်ပြည့်နှစ်ပတ်လည်အခမ်းအနားအားညချရေးကိုတံပိုးထားတဲ့အနေဖြင့်တက်ရောက်ခြင်းဖြစ်ကယခုခန္ဓာဝတ်သည်ညချရေးအတွက်အကောင်းဆုံးမျှော်လင့်တယ်လို့ပြောကြားခဲ့ပါတယ်အဆိုပါ NCA စနစ်ပြည့်နှစ်ပတ်လည်အခမ်းအနားကို NCA စနစ်ပြည့်ကာလအတွင်းအကောင့်တွေဖော်နိုင်မှုများအောင်မြင်မှုများနဲ့အသင်ခန်းစာများကိုစမ်းစစ်သုံးသပ်ရန် ရင်ကျန်ရေးလုပ်ငန်းစဉ်များမှာရှိခဲ့တဲ့အတွေ့အကြုံများနဲ့အမြင်များကိုမျှဝေရန်အတွက်အဓိကသက်ဆိုင်ရာအဖွဲ့အစည်းများ stakeholder များအကြားပါဝင်တဲ့ပါဝင်ထိုက်သူများအားလုံးပါဝင်တဲ့ကြံပြန့်တဲ့တွေးဆွန်ဆွေးနွေးပွဲများကိုမြင့်တင်ရန်တို့အတွက်ကြီးရဲကျင်းပခြင်းဖြစ်ပါတယ်။ SCA ရဲ့ပကတိအနှစ်သာရနဲ့မြန်မာနိုင်ငံရေးဖြစ်စဉ်ကိုပြည်သူလူထုသဘောပေါက်သိရှိနားလည်ပြီးပုံမပူအောင်ဆောင်ရွက်နိုင်မဲ့ခက်ခဲနာများကိုဖော်ထုတ်ရန်အနာဂတ်မြန်မာနိုင်ငံကိုတည်ဆောက်ရေးလုပ်ငန်းစဉ်များတွင်ငြိမ်းချမ်းရေး နိုင်ငံရေး၊လုံခြုံရေး၊ဖွံ့ဖြိုးတိုးတက်ရေးနဲ့ရွေးကောက်ပွဲတို့ကို ပေါင်းစပ်ဆောင်ရွက်ရန်ငြိမ်းချမ်းရေးရဲ့အသီးအပွင့်များကိုဒီတန်တရာအဆင့်၊နိုင်ငံတကာအဆင့်၊ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနဲ့ပေါင်းစပ်ဆောင်ရွက်ရန်တို့အတွက်ရည်ရွယ်ချင်ပါခြင်းဖြစ်ပါတယ်။